ီမှာရှင်းဆုံးပြောတယ်ကျွန်တော်ကတင်ရှင်းရောက်ပြီလေကိုတော့ခေါ်လိုက်ရင်ကျွန်တော်ဆက်အဲ့လိုတွေ့မှာမဟုတ်ဘူးမိဘကထာဝရတက်တဲ့ရွေးနှုတ်ပေးထားတာအဲ့လောက်နဲ့ငါကျင်နဲ့လို့ရွေးနှုတ်ပြီးအသက်ရှင်ခိုင်းတာမဟုတ်မိအားဖြင့်လောကမှာလူမြောက်များစွာအလင်းထွန်းလင်းပွေရန်အတွက်ငါမိဘကအသုံးပြုချင်နေတယ်အဲ့ကြောင့်လောကထဲမှာခက်ခဲမှုအစမပြေမှုတွေကြားထဲမှာမိဘကအသက်ရှင်ခိုင်းနေအဲ့တော့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလည်း ကျွန်တော်အခက်ခဲမှုအဆင်မပြေမှုအဆင်ပြေမှုတွေကြားထဲမှာကျွန်တော်တို့ကအသက်ရှင်နေ။ Okay ဒါဆိုကျွန်တော်ဘာကြောင့်အသက်ရှင်နေလဲ။မိသားစုကိုထောက်ပံ့ဖို့လား။ညီကမတော်မတွေကိုလှုပ်ကြည့်ဖို့လား။ဒါ ora ဘုရားရဲ့အကြံစီတော်ဟာတင့်အားဖြင့်အများတကာကိုခရစ်တော်ဆိုတဲ့ကယ်တင်ရှင်ကိုညင်စင်ခြင်းနေတယ်။တင့်အားဖြင့်ဘုရားတခင်ရဲ့အလင်းကို မြင်စီချင်နေတယ်ဒါကြောင့်မလို့တင်းကိုလောကထဲမှာအသက်ရှင်ခိုင်းထားတာဖြစ်တယ်ဒါပေမဲ့တင်းကနေ့ရက်စဉ်တိုင်းကြီးလောကတခင်နှစ်ဦးလို့ပြောတယ်ဘုရားတခင်ရဲ့အစီကိုမခံနဲ့လောကထဲမှာရှိတဲ့တခင်ရဲ့အစီကိုပဲခံနေရင်တင်းကိုယ်တိုင်အလင်းလင်းလာနိုင်မလားအလင်းမလင်းလာနိုင်ဘူးဆိုရင်တင်းဘေးပဝန်းကျင်မှာရှိတဲ့လူတွေခရစ်တော်ကိုမြင်လာနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ခရစ်တော်ကိုတင့်ဘေးပဝင်းကျင်မှာရှိတဲ့လူတွေမြင်ဖို့ဆိုရင်မလို့ခုလို့လေ ်သင်ကိုယ်တိုင် ရောင်းလဲဖို့ရတဲ့လိုအပ်တာဖြစ်တယ်ဆိုတာလေးကိုနားလည်သိချင်တယ်